မြန်မာလူမျိုးစိတ်မျိုးသားအသင်းကြီးရဲ့ရွေးချယ်စရာများနေတဲ့တိုက်စစ်မှုတွေကြောင်းပြောပြပေးသွားခြင်းပါလေလက်ရှိအချိန်မှာကတော့မြန်မာလူမျိုးစိတ်မျိုးသားအသင်းရဲ့တိုက်စစ်ပိုင်းမှာဥဆောင်လာတာတန်ပိုင်းအောင်ကောင်းမှန်ဝင်းနိုင်ထွန်းတို့ကတော့ဘိုင်းတရက်တည်နေပါလေအဒီနောက်မှာတော့အခြားရွေးချယ်စရာဒါမှနှုတ်ကိုပြောပြပေးသွားခြင်းတာပါသူတို့ကတော့မြန်မာလူမျိုးစိတ်သားမတွေဖြစ်တဲ့ရန်ကျော်ထွန်းနဲ့ပြည်မိုးတို့ပဲဖြစ်ပါလေပြည်မိုးကတော့လက်ရှိအချိန်မှာဝိုင်းရင်သားမကြီးတူပြီးရန်နာဘုံအသင်းကိုလည်းဥဆောင်ကစားပြနေပါလေ သွင်းကိုတွေနဲ့တိုးအားယုံကတော်တော်လေးကောင်းမွန်ပြီးတော့ရန်နာဘုံအသင်းရဲ့ပွဲစဉ်တော်တော်များများမှာလည်းပြည်မိုးရဲ့သွင်းကိုတွေကိုမြင်တွေ့နေရပါတယ်။နောက်ထပ်တစ်ယောက်ကတော့ဒဂုံစတားအသင်းရဲ့တိုက်စစ်မှုရန်ကျော်ထွေးပဲဖြစ်ပါတယ်။ရန်ကျော်ထွေးရဲ့သားပုံကလည်းရှင်းပါတယ်။ ရန်ကုန်ယူနိုက်တက်လို့အသင်းမျိုးမှာတော့မှကိုသိမ်းမြင့်စုနိုင်ငံသားတွေကိုကြော်လွန်ပြီးတော့ရယူပြနိုင်ခဲ့တဲ့ဆိုတဲ့အကြောင်းအရာကိုသိရင်တော့ရန်ကုန်ယူနိုက်တက်အသင်းတို့ကရန်ကျော်ထွေးဘလောက်ထိအေးပါလဲလက်ရှိကစားနေတဲ့တကုံစားအသင်းရဲ့ကစားမတူဖြစ်နေတဲ့ရန်ကျော်ထွေးဟာဘလို့ပုံစံမျိုးသားမလဲဆိုတာကျွန်တော်တို့အားလုံးသိရှိပြီးသားဖြစ်မှာပါဒါပေမဲ့လက်ရှိမြင်ငွေးမှာတော့မြမအသင်းရဲ့တိုက်စစ်ပိုင်းကိုဥဆောင်လာတဲ့တိုက်စစ်မှုတွေထဲမှာရန်ကျော်ထွေးဟာရန်သားမဖြစ်တာတွေ့ရပါတယ်ပြီးမိုးကလည်းလူစင်းမှာရွေးချယ်ခံရခြင်းမရှိတော့ပါဘူးဒါပေမဲ့နောက်ထပ်ရှင်ပြန်ရမယ့်ပွဲစဉ်တွေမှာ ရန်ကျော်တွင်းနဲ့ပြည်မိုးကိုအတိကထားရွေးချယ်သွားမယ်ဆိုရင်တော့မြန်မာလေမီးသိမ်းမျိုးသားအသင်းရဲ့တိုက်စစ်ပိုင်းကပုံမတောင်တင်းလာမယ်လို့ထင်မြင်မိပါတယ်။ပြည်သက်ချိုးကတော့ရန်ကျော်တွင်းနဲ့ပြည်မိုးကိုနေရာပေးတင်ပါတယ်။သူတို့မှလည်းကောင်းမွန်တဲ့ခြေစွမ်းခြေစားရှိတယ်ဆိုတာမြန်မာလေမီးသိမ်းအသင်းရဲ့ပွဲစဉ်တွေမှာပွဲထွက်ခွင့်ပေးမယ်ဆိုရင်သိမြင်နိုင်ပါပါ။မြန်မာ National League မှာကန်နေတဲ့သူတို့ကလပ်အသင်းမှာကန်နေတဲ့သူတို့ရဲ့ခြေစွမ်းတွေကိုအနီးကလေ့လာကြည့်ရင်သိနိုင်ပါတယ်။ ကော်မတီပံမိုးမှုတွေလိန်ခေါက်မှုတွေနဲ့ကိုတင်ဆိုင်ရင်ပြေသွားတဲ့ဒီတိုက်စစ်မှုအူကတော့အခြားရွေးချယ်စရာတိုက်စစ်မှုအူဖြစ်တတ်မှတ်ပေးလို့တော့ရနိုင်ပြီဖြစ်ပါတယ်။မြန်မာလေးသိမျိုးသားအသင်းပေါ်ပြည်သက်တူကလည်းအခုလိုမျိုးတုံ့တက်ပြောဆိုပေးသွားခဲ့ပါတယ်။လက်ရှိအချိန်မှာရွေးချယ်စရာတိုက်စစ်မှုတွေမြောင်များစွာရှိနေတယ်ဆိုတာသိပါတယ်။ဒါကြောင့်နီးပြားချုပ်နေနေလဲရွေးချယ်သိတဲ့ဒါမှကိုရွေးချယ်ရမှာဖြစ်ပြီးတော့မြန်မာလေးသိမျိုးသားအသင်းတို့အရေးပါအရာရောက်တဲ့တွင်းကိုတွင်းယူနိုင်တဲ့ဒါမှတွေကိုအဓိကထားရွေးချယ်သိနေဆိုပြီးတော့တုံ့တက်ခဲ့ပါတယ်။ လက်ရှိမြင်ကွင်းမှာပီမိုးနဲ့ရန်ကျော်ထွေးရွေးချယ်တင်လာဆိုတဲ့မေကွန်းပေါ်မှာလည်းပြိသက်တို့ကအခုလိုမျိုးဖြေကြားခဲ့ပါတယ်။ဒါကတော့နီပြကျုံနဲ့လည်းသက်ဆိုင်ပါတယ်။သူတို့ရဲ့ကလပ်အသင်းနှစ်ကိုစီမှာကစားသမားတွေရဲ့ခြေစွမ်းခြေစွာပြမှုကိုသူတို့အနေနဲ့စောင့်ကြည့်ဖို့လိုအပ်ပါတယ်။တကယ်လိုအပ်တဲ့နေရာမှာသွင်းကုန်းတွေလိုအပ်နေပြီဆိုရင်တော့ကဲခောက်ထားတဲ့ဈာမတွေကိုခောက်ထားပြီးတော့ရွေးချယ်တဲ့ဈာမတွေကိုရွေးချယ်ရမှာပါ ဒါဟာမဖြစ်မနေလောက်ရမယ့်ကိစ္စပဲဖြစ်ပြီးတော့အသက်ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေခြေစွမ်းပြနိုင်မယ်ဂိုးတွေသွင်းနိုင်မယ်ဆိုရင်တော့မဖြစ်မနေရွေးချယ်ရမှာပါဆိုပြီးလဲပြိသက်ဦးကတုံ့တက်ခဲ့ပါတယ်ဒီပြကြုံဦးမျိုးလန်ဝင်းကတော့လက်ရှိရွေးချယ်ထားတဲ့တိုက်စစ်မှုတွေထဲမှာဆိုရင်တမ်းပိုင်ကတော့အဓိကတိုက်စစ်မှုအနေနဲ့ပွဲထွက်ခွင့်ရရှိနေတာဖြစ်ပါတယ်။လက်ရှိမြင်ကွင်းမှာလည်းတမ်းပိုင်ဟာထိုင်းလင်းတွေမှာခြေစွမ်းပြကစားနေပြီးတော့သွင်းကုန်တွေသွင်းယူနေတာကြောင့်လာမယ့်စီးရီးယားအသင်းရဲ့ပွဲတွေမှာလည်းတိုက်စစ်ကိုဦးဆောင်လာမှာတမ်းပိုင်လို့ပိုင်းတီတွတ်ထားလို့တောင်ရပါတယ်။ ဒါပေမဲ့လည်းနောက်ထပ်ရွေးချယ်ရမယ့်တိုက်စစ်ပိုင်းမှာရွေးချယ်စရာလူတွေမျောများစွာရှိနေတဲ့အတွက်ရန်ကျော်ထွန်းနဲ့ပြည်မိုတိုက်စစ်ပိုင်းရဲ့အဓိကဖြစ်တင်းစရာနေရာဖြစ်ပါဝင်လာမလားဆိုတာအင်မတန်လည်းစိတ်ဝင်စားစရာကောင်းနေတာဖြစ်ပါလေ။လာမယ့်စီးရီးယားအသင်းနဲ့ချယ်စီပွဲမှာပြည်မိုးနဲ့ရန်ကျော်ထွေးကိုဝင်းရံရွေးချယ်လိုက်ရင်တော့မြန်မာလေဗီစ်မျိုးသားအသင်းရဲ့တိုက်စစ်ပိုင်းဟာပုံမမြိုင်ဆိုင်မှုရှိသွားမှာဖြစ်ပြီးတော့တွင်းကိုရရှိနိုင်မှုလည်းမျောလင်းလို့ရမှာဖြစ်ပါလေ။